တဲနောက်ပိုင်းလောက်ကြာရင်ဦးနေတို့ကဟိုဒီကဆရာတော်အဖွဲ့ပေါ့ဒါဦးနေတို့လည်းပါဟိုပြင်းမနာသွားမယ်လေပြည်တော်သွားမယ်ဒီကမန္တလေးသွားမယ်စကိုင်းသွားမယ်အဲ့မှာလိုက်ပြီးတော့ကိုတိုင်ကိုကြဆရာတော်လည်းပြီးတော့ဟိုလိုအပ်တဲ့ဟာတွေပတ်ဖို့မယ်နောက်ဟိုထမင်းလေးတွေလည်းချက်ပြုတ်ပြုတ်ဖို့ပဲလိုအပ်တဲ့ဆန်စီစားဖေးပေါ့နော်လိုအပ်တဲ့လူသုံးပတ်ဟိုစောင့်ပစ္စည်းတွေကိုလည်းကိုတိုင်ကိုကြသွားပြီးလိုက်လံပြီးတော့ဟိုဟာ သူကပို့မှာမျက်ရည်လည်းအကြေကြီးအခါခါကြားမိပါတယ်အဲ့တော့နောက်ပိုင်းကျတော့တိတ်မကြည့်တော့ဘူးပေါ့တော့ဟိုခံစားနိုင်တော့လို့သူတို့နေရာမှာတော်တော်လေးကိုလေးယူမှယူတော့ယူသွားလိုက်ပါတယ်တိတ်တဲ့တေးသေးလေးအဲ့လိုလိုက်ပြီးတော့ပေးနိုင်ပေးဒါမှမဟုတ်အဲ့အိမ်စင်းကိုဆေးကိုဆုလိုက်အလေးကြတယ်ပေါ့တော့အဲ့လိုလေးပေးမှသာရည်လူတဲနဲ့ဥစ္စာထိရောက်မှုဒီစနစ်ရှိတယ်လို့ထဲတယ် ီးရီးယားဒါဆရာတော်အရှင်ကုပါတာပေါ့နော်ဆရာတော်ဦးဇေဘလူရဲ့ဒါသူ့ရဲ့ဒါမွေးနေ့မင်္ဂလာပေါ့အဲမွေးနေ့မင်္ဂလာမှာဒါကိုဆရာတော်အပား90အမေဒီလာရှင်အပား90အဲအနေရင်စိုက်ကဆရာတွေဟိုအစီ90ကိုပေါ့နော်ဟိုလိုအပ်တဲ့ဟာတွေကိုပတ်ဖို့ကူညီဖို့ဟိုဟာတူတတ်တဲ့ပွဲလေးပါဦးဇေဒီဆရာတော်ပေါ့ဦးဒီဟိုအမေရိကန်ကပါအဲဆိုတော့တကယ်တုံးတာကြာပြီဒီစပြီးတော့ပြန်ရောက်တဲ့အချိန်ကစပြီးတော့ဒီလာပြည့်နေ့တိုင်း လာပြည့်နေ့တိုင်းမှာအများနဲ့အလူဒါနပြုလုပ်တယ်အလူဒါနပြုလုပ်တဲ့ပွဲတိုင်းပွဲတိုင်းမှာလည်းဥလလူအများနဲ့ပါပါတယ်ဟုတ်ကဲ့အခုဒါကတော့ဟိုသူဆရာတော်နဲ့အခုပြန်ပြီးတော့စုံစည်းပြီးတော့ဒီအလူတွေလုတ်တဲ့ဥစ္စာကဒါနှစ်နှစ်ကျော်လောက်ရှိပြီပေါ့နော်ဆရာတော်နဲ့ပြန်ပြီးတော့ဟိုပြန်လဲစုံစည်းရတာပေါ့အဲ့တွေ့လဲဆရာတော်ရဲ့ဒါ pride စိတ်သက်ကိုတွေ့ဆိုတာအတူယူပါတယ်အခုဒီ20နောက်ပိုင်းလောက်ကြာရင်ဦးနေတော့ကဒါဟိုဒီကဆရာတော်အဖွဲ့ပေါ့ တော့လည်းလူလည်းပေါ့ဟိုဟာပြင်းမနာသွားမယ်နေပြီးတော့သွားမယ်ဒီကမန္တလေးသွားမယ်စကိုင်းသွားမယ်အဲ့မှာလိုက်ပြီးတော့ကိုတိုင်ကိုကြဆရာတော်ကလည်းပြီးတော့ဟိုလိုအပ်တဲ့ဟာတွေပတ်ဖို့မယ်နောက်ဟိုထမင်းလေးတွေလည်းချက်တွေပြုဖို့ပဲလိုအပ်တဲ့ဆန်စီစားဆေးပေါ့နော်လိုအပ်တဲ့လူသုံးပတ်ဖို့ဆောင်ပစ္စည်းတွေကိုလည်းကိုတိုင်ကိုကြသွားပြီးလိုက်လံပြီးတော့ဟိုဟာသူပတ်ဖို့မှာပြည်သူလူထုကလည်းမိမိတို့တအားသိပြီပေါ့နော်ဟို volunteer လုပ်နေတဲ့ခရီးတွေလည်းအများကြီးရှိကြပါတယ် ဘယ်လိုပဲပြောပြောသူတပားပေါ်မှာအခက်အခဲဖြစ်နေတဲ့ဇူလူတယောက်မိသားစုတွေပေါ်မှာကူညီပေးခြင်းနဲ့စိတ်ကဲဆန္ဒလေးတစ်ခုကစပြီးအစပြုတာပေါ့အဲ့စိတ်ကလေးတစ်ခုကနေပြီးတော့စတဲ့အတွက်ကြောင့်အကုန်လုံးကလိုတဲ့ဟာတွေကိုအကုန်လုံးရရှိသွားမှာပါဟုတ်ကဲ့ဟိုစေဝါတက်တဲ့တဲ့သူကလည်းစေဝါစားတော့တက်တဲ့တဲ့သူကလည်းစားတော့စေဝါပေါ့နော်အဲ့လိုမျိုးပေါ့လူသုံးပောက်ပစ္စည်းတွေဆိုလည်းလူသုံးပောက်ပစ္စည်းတွေပေါ့အဲ့လိုမျိုးတွေအမျိုးမျိုးတွေအကုန်လုံးကတော့လူတန်းကြာမှာဖြစ်တယ်အတွက်ကြောင့် ဟိုအကုန်လုံးခက်ခဲဖြစ်နေတဲ့ဒီသားစုတွေတိုင်းဒီသားစုတွေတိုင်းဟိုအကုန်လုံးအဆင်ပြေသွားကြမယ်လို့ထင်ပါတယ်ခုလည်းလုံဒီခုဒီဗဲလေးဒီမှာဆိုလဲတာဟိုသုံးပါသွားတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲအတိပိတ်ဆွေတွေကသုံးပါသွားတဲ့သူတွေရှိတယ်ရှိတယ်ဆိုရတဲ့အတွက်ကြောင့်ခုလည်းဒီကဒီသားစုတွေအထက်တူထက်ပြဟိုခံစားရတယ်ပေါ့နော်အဲ့လိုပြောဟိုဒီသားစုတွေတည်းအထက်တူထက်ပြခံစားရတယ်အခုတော့ခုကဟိုဘာဝန်တန်းတွေဆိုလဲတော့ခုကသုံးပါသွားတဲ့သူတွေရှိတယ် ဟိုရွှေတိုင်တွေမှာဆိုးပါသွားတဲ့သူတွေရှိရဲအပူချိုကလေးလေးတွေမှာဟိုဆိုးပါသွားတယ်လိုင်းမမှာတက်လာတဲ့ဆိုတဲ့အခါကျတော့ဟိုမျက်ရည်လည်းအကြေးကြီးအခါခါကြားမိပါတယ်အဲ့တော့နောက်ပိုင်းကျတော့တိတ်မကြည့်တော့ဘူးပေါ့တော့ဟိုမခံစားနိုင်တော့လို့သူတို့နေရာမှာတော်တော်လေးကိုယ်လေးယူမှယူတော့ယူသွားလိုက်ပါတယ်သူတို့တွေဝကြွေးတွေရှိခဲ့ရလေဒီဘဝကြီးပါစေတော့ဒီဒီဘဝဒီမြတ်တဲ့သားလေးကြီးပါစေတော့ပေါ့နော်အဲ့တော့ကြံခဲ့တဲ့သူတွေဒီသားစုတွေလေးကမလုပ်ရဘူးလေဆိုတော့လှစင်လာလိုက်ပေါ့ဒီနေ့ဆို အခုမှဗလီရဲ့ပဲရှိသေးတယ်73ရဲ့ပဲရှိသေးတယ်28ရဲ့နေရဖြစ်တယ်ဆိုတော့သူတို့ရဲ့ရင်ထဲမှာဘောကတော့ကကြီးဘလောက်တော်မှဟိုတောက်လောင်နေကြလဲဆိုတော့အခုချိန်ကြီးလဲဂျိမ်းပါလဲမဟုတ်ပါဘူးမြေတော့ခါမှာလဲဂျိမ်းတော့မှမဟုတ်ပါဘူးအဲ့အတွက်ကြောင့်ဟိုလက်နေလာတိုင်းမှာဟိုစိုးပွားသွားတဲ့သူတွေကိုပေါ့နော်အလူတန်းလေးတွေမိမိတက်လိုက်တော့လူတန်းလေးတွေလုတ်အများတန်းလေးတွေပြေးဝဲဆိုတဲ့ခါကျတော့သူတို့ရောက်ရှိရဲ့ဘုံဘဝကနေပြီးတော့တာလူ ပါဆိုနိုင်ပါစေလို့ဆိုတယ်အဲ့လိုပဲစူတောင်းယုံရလဲလို့ဘာမှပြောနိုင်စွမ်းအားလည်းမရှိတော့ပါဘူးပေးတဲ့သူကတော့တဘောကဘသူပဲဖြစ်ဖြစ်ပေးကြတဲ့စိတ်စာနာရှိလို့တော့ပြီးတာအဲ့တော့ပြီးတဲ့အခါမှာဘာတခုတော့ရှိရဘာတခုလိုအပ်တယ်လဲဆိုတော့ဟိုစနစ်တကျလေးလူတန်းစီချင်တာပေါ့ဟိုစနစ်တကျလူတန်းနေဆိုတော့ကရက်ကွက်ပဲဖြစ်ဖြစ်မြို့တယ်ပဲဖြစ်ဖြစ်ဒီမြို့တယ်မှာဆိုတော့အင်ဂျီဘလောက်ရှိတယ်အမြင့်ကြီးတဲ့ကိုပြိုကျသွားတာပြိုပြတ်သွားတာဘယ်လိုရှိတယ်အဲတကယ်အဲ့ပြိုပြတ်သွားတဲ့ဥစ္စာသဘောကအဲ့အလုံး30ရှိတယ်အဲ့အလုံး30ဆေးရုပ်ကောက် အဲအလုံး30မှာလည်းတကယ်ပြန်ပြီးတော့ဟိုတက်လေနေဘက်ကပြီးသူ့ရဲ့ဥစ္စာသူအလူလက်ခံနေဗလားဟိုတချို့ကကျတော့ဟိုပတ်စအရမ်းချတာလည်းသူတွေလည်းရှိတယ်အဲ့တော့တကယ်လိုချင်နေဆိုရင်တဘောကစေးလေးလိုက်ကောက်ဒီကတိတ်တိတ်စီတိတ်စီလိုက်ပြီးတော့တိတ်တဲ့တိတ်စီလေးအဲ့လိုလိုက်ပြီးတော့ပေးနိုင်ပေးဒါမှမဟုတ်အဲ့အိမ်စင်းကိုစေးကိုဆုလိုက်အလဲကြတယ်ဗောနော်အဲ့လိုလေးပေးမှသာရည်ရယ်လူတဲ့နဲ့ဥစ္စာထိရောက်မှုဒီစနစ်ရှိမှာလို့ထဲပြပြခံစားွားရတဲ့သူတွေအားလုံးကို ဟိုအားလို့ရာအားလို့ပေါ့နော်ဟိုဖြစ်ချင်းပြည့်ချင်းရဲ့သဘောတရားကိုကိုကဟိုတွေးတောပြီးတော့အရာလို့ကခိတ္တခဏလေးပါဆိုတာလေးကိုတွေးတောနိုင်ကြပါစေ။ကျန်ရှိတဲ့ဘဝအတပိုင်းခြားလေးတွေမှာလည်းဟိုသူ့နေရာမှာငါဆွေရောဆိုတဲ့ကိုရဲစာတရားလေးနဲ့ဟိုနေထိုင်ဆောင်ရွက်သွားနိုင်ကြပါစေလို့ဆုတောင်းပါတယ်။